ရုရှားနိုင်ငံကအမေရိကန်ဒါမှမဟုတ်တခြားနိုင်ငံတွေရဲ့ဖိအားပေးမှုကိုဥညွတ်မှာမဟုတ်ကြောင်းရုရှားသမ္မတပူတင်ကပြောဆိုပါရယ်။ဒါအပြင်အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုအသစ်တွေကရုရှားနိုင်ငံရဲ့စီးပွားရေးကိုထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ကြောင်းပူတင်ကပြောဆိုခဲ့တာပါ။သတင်းတောက်တွေနဲ့တွေ့ဆုံခြင်းမှာအမေရိကန်နဲ့ရုရှားဆက်ပြီးတော့ဆွေးနွေးဖို့ဆန္ဒရှိတယ်လို့ရုရှားသမ္မတပူတင်ကပြောကြားခဲ့ပါရယ်။ ဟန်ဂေရီနိုင်ငံဘူဒါပက်စ်မြို့မှာတွေ့ဆုံဖို့ရွေးချယ်ခဲ့တာကလည်း American သမ္မတ Donald Trump ရဲ့ရွေးချယ်မှုဖြစ်တယ်လို့ပူတင်ကပြောဆိုပါရယ်။ American နဲ့နောက်ဆုံးဖုံးပြောခဲ့ပြီးမှတော့ American ဘက်ကဆင်းရဲပွဲနဲ့ပြုလုပ်မဲ့နေရာကိုသူတို့ကိုယ်တိုင်ပြုလုပ်မယ်လို့အဆိုပြုထားပါရယ်။ဒါကိုကျွန်တော်လည်းသဘောတူပါရယ်။ဆင်းရဲပွဲတွေကအမြဲတမ်းထိတ်တိုက်တွေ့ဆုံတာစစ်ဖြစ်တာတွေထပ်ပို့ပြီးတော့ကောင်းမွန်တယ်လို့ပူတင်ကပြောဆိုပါရယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားကိုစက်ကူကြလို့ပြောဆိုထားပြီးပူတင်နဲ့တွေ့မဲ့တွေ့ဆုံပွဲကိုဖျက်သိမ်းထားပါတယ်။ဒါ့အပြင်အမေရိကန်ကလည်းရုရှားရဲ့အကြီးဆုံးရေနယ်ကုမ္ပဏီကြီးနှစ်ခုကိုစီးပွားရေးပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပါသေးတယ်။ဒီလိုတိုက်ခိုက်မှုတွေကိုရုရှားရဲ့ပြင်းထန်ပြီးပြတ်သားတဲ့တုံ့ပြန်မှုတွေနဲ့ရင်ဆိုင်ရမယ်လို့ပူတင်ကပြောဆိုထားပါတယ်။ ယူကရိန်းသမ္မတဇယ်လန်စကီကပြည်ရင်းထုတ်ဒုံးကြီးတွေဟာမိုင်၁900အကွာဝေးကိုပစ်ခတ်နိုင်တယ်လို့ပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ပူတင်ကဒါကစစ်ပွဲအရှင်ကိုပို့ပြီးတော့မြင့်တက်လာစေတယ်လို့လည်းပြောထားပါရဲ့ရှင်။